နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれနိုဝင်ဘာလ၁ရက်စနေနေ့ ိတ်ကျန်ခန်းကြီးခုနှစ်အငယ်9မှ10 33မှ39ထို့နောက်မှငါကြည့်လျင်အတီးအတီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခတ်သိမ်းတို့အထက်မှထွက်၍အဘယ်သူမျမရေတွက်နိုင်သော လူများအပေါင်းတို့သည်ဖြူသောဝလုံကို ဝစ်ဆင်လျက်စွန်ပလွန်ခတ်ကိုခံလျက်ပလင်တော်ရှိသူတငယ်ရှိမှရက်နေကြ၏သူတို့ကလည်းပလင်ပေါ်မှာထိုင်တော်မူသောငါတို့၏ဖျားသခင်နှင့်သူတငယ်သည် ကဲတင်တော်မူခြင်းချမ်းသာရှိတော်မူစေတည်းဟု ကြီးသောအတန်နှင့်ကြွေးကြော်ကြ၏အသက်ကြီးသူတပါးကလည်းဖြူသောဝလုံကိုဝတ်ဆင်သောဤသူတို့သည်အဘယ်သူနည်းအဘယ်အရက်ကလာကြသည်နည်းဟုငါအားမေးမြန်းလျေငါကသခင်ကိုရောတိပါ၏ဟု ပြန်လျှောက်၏သူကလည်းဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထက်ကထွက်မြောက်၍မိမိတို့ဝလုံကိုတိုးတငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသည် ထိုကြောင့်ဘုရားသခင်ဤပလင်တော်ရှိမှနေရာကိုရ၍ဗိမာန်တော်၌ဖျားဝတ်ကိုနှိညာမပြတ်ပြုရကြ၏ပလင်ပေါ်မှထိုင်တော်မူသောသူသည် သူတို့တွင်ကျင်းဝတ်တော်မူမည်သူတို့သည် နောက်တဖန်ရေစာကို မငံ့မမွေ့ရကြနေအောင်ကြီးအရှင်းမထီရအဘယ်အပူကိုမျှမခံရကြအကြမှုက ပလင်တော်အတွင်း၌ရှိသောသူတို့ငယ်သည် သူတို့ကိုလှုပ်ကြွေ၍ အသက်ဆန်းရည်တွင်တို့လမ်းပြလိမ့်မည်။ဘုရားခင်သည်လည်းသူတို့မျက်စိ၌မျက်ရည်ရှိသည်များတို့ကိုတုတ်တော်မူမည်ဟုဆိုလေ၏။ထို့နောက်ငါကြည့်လိုက်ရာ တိုင်းနိုင်ငံမျိုးနွယ်စု လူမျိုးနှင့်ဘာသာစကားအသီးသီးတို့မှမြည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက်သူတို့လက်၌ဆွန်ပလွန်ခက်များကင်ဆောင်က ပလင်တော်နှင့်တိုးတငယ်တော်ရှိတွင်ရပ်နေကြ၏။ဗျာဒိတ်ကျန်ခန်းကြီးခုနှစ်ခန်းငယ်ကိုစံမိကျန်။များစွာသောလူစုအဝေး2010ခုနှစ်တွင်တောင်အာဖရိကနိုင်ငံကိတ်ထောင်းမြို့တွင်သခင်ယေရှုကိုယုံကြည်သူ4000နီးပါးစုဝေးခဲ့ကြသည်။နိုင်ငံပေါင်း198နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သည့်ထိုညီလာခံပွဲသည့ သခင်ယေရှုလောကသို့ကြွလာခဲ့ချိန်မှစ၍အနှစ်2000တွင်ခရစ်ယာန်အသင်းတော်၏ကိုယ်စားလှယ်အများဆုံးတွေ့ဆုံပွဲဟုသတ်မှတ်နိုင်သည်။ယုံကြည်သူများအားလုံးတူတကွရှိမည်။ကိုယ်စားလှယ်မလိုအပ်သောစုဝေးပွဲနှင့်ရောက်လာအောင်မည်။ဖျားသခင်ထံမှရရှိသောယူပါယုံတစ်ခုတွင်ယောဟန်ကထိုနောက်မှငါကြည့်လျင်အသီးသီးဘာသာစကားကိုပြောသောလူအမျိုးနွယ်ခတ်သိန်းတို့အထက်မှထွက်၍အဘယ်သူမျှမရည်တွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်စွန်ပလုံခက်ကိုကင်တဲ့ပလင်တော်ရှိသိုးတငယ်ရှိမှရက်နေကြ၏သူတို့ကလည်းပလင်တော်ပေါ်မှာထိုင်တော်မူသောငါတို့၏ဖျားသခင်နှင့်သိုးတငယ်သည်ကဲတင်တော်မူခြင်းချမ်းသာရှိတော်မူစေသည်ဟုကြီးသောအတန်နှင့်ကြွေးကြော်ကြ၏ဟုဖော်ပြထားသည်ဖျားသခင်၏ထာဝရကာလနိုင်ငံတော်တွင်ရှိသောမတူကွဲပြားမှုကိုဒေသခံအသင်းတော်များအနေဖြင့်အမြင်ထင်ဟနေမည်မဟုတ်ပေ တခါတရံ၎င်းသည်ကျွန်ုပ်တို့၏ထိမ့်ချုပ်နိုင်မှုပြင်ပတွင်ရှိသောအကြောင်းအရင်းများကြောင့်ဖြစ်ပြီးအခြားအချိန်များတွင်ရည်ကြီးမှုအရမျိုးဆက်အလိုက်နိုင်ငံရေးအရစီးပွားရေးအရမိမိတို့နှင့်ဆင်တူသည်ဟုယူဆသူများနှင့်ကိုးကွယ်ရန်လိုလားသောကြောင့်ဖြစ်နိုင်သည်သို့သောသူသားသမီးများကိုဖျားသခင်ပေးသနာထားသောလှပသည့်မတူညီမှုများကို ကျွန်ုပ်တို့ရှာဖွေဖတ်တွေ့သောအခါဖျားသခင်ကိုဘုံထင်ရှားစေပါသည် ၎င်းသည်သခင်ယေရှု၏အသေးခံခြင်းကိုကိုးစားသူအပေါင်းတို့ကောင်းငင်ပုံ၌စုဝေးပြီးဖျားသခင်ကို အတူတကွကိုးကွယ်ကြမည်အချိန်တွင်တွေ့ရမည်ထိုမတူ क्वे ပြားမှုကို အမြင်ခံစားရစေပါသည် မိမိနှင့်မတူကွဲပြားသူများကိုမြည်တို့ပုံမကောင်းမွန်စွာဆက်ဆံနိုင်မည်နီထိုချားနာချက်များသည်ဖျားသခင်အပေါ်သည်တိကျွမ်းနှားလေမှုကိုမြည်တို့ကြီးထွားနိုင်စေသည်နီဖျားသခင် မတူကွဲပြားသူများနှင့်အတူ ကိုရောအားယခုအချိန်တွင်သာမကသာရကာလတွင်ပါ ကိုးကွယ်ခွင့်ရသည့်အတွက်ဂျေဇူးတင်ပါ၏ ။သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏။အာမင်။နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။